်မင်္ဂလာပါဒီနေ့မှတော့ကျွန်တော်တို့အတူတူလေ့လာသွားမယ့်အကြောင်းအရာကတော်တော်လေးနဲ့နယ်ဒီစိတ်ဝင်စားဖို့ကောင်းပါတယ်အရာကတော့သခင်ယေရှုကိုအသက်ပင်အဖြစ်နားလည်ခြင်းဆိုတဲ့ဒေဝဗေဒဆိုင်ရာအယူအဆတစ်ခုပဲဖြစ်ပါတယ်။ကဲအထီးကမေကုံးလေးတစ်ခုနဲ့ဆက်လိုက်ရအောင်။အသက်ပင်ဆိုတာအဲ့ဒီစကားလုံးမှာဘလောက်တောင်နည်းနည်းတဲ့အသေးပဲရှိနေနိုင်မလဲ။ကျွန်တော်တို့ကတူတူအဖြစ်ရှာကြည့်ကြတာပေါ့။အဲ့တော့ ဒီခေါင်းစဉ်အောက်မှာဘာတွေကိုအတိအကျထားဆွေးနွေးသွားမလဲဆိုတော့သခင်ယေရှုဟာအသက်ဖြစ်တယ်ဆိုတဲ့အဆိုကိုစံစာအထုံးထားတွေနဲ့သင့်ပြီးသင့်ဘလို့ခိုင်မအောင်တည်ဆောက်သွားတယ်လို့ဆိုတာကိုရှင်းလင်းတင်ပြသွားမှာပါ။ကဲပထမဆုံးအပိုင်းအနေနဲ့ဆက်လက်ကြရအောင်။ဒီအထက်ကကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာတစ်ခုလုံးအတွက်အခြေခံအုတ်မြစ်ပါပဲ။ဆိုတော့အသက်ပင်ဆိုတဲ့အယူအဆကဘယ်ကနေဆက်လာတာလဲဆိုတာကိုအရင်ဆုံးကြည့်ရမှာပေါ့။ရှင်းရှင်းပြောရရင်အခြေခံစံစာဒီအရာ အသက်ရဲ့အရင်မြစ်ကတခုတည်းပဲရှိတယ်။အဲ့ဒါကတော့ဖျားသခင်ပါပဲ။ဘာလို့လဲဆိုတော့လူလူလေးပါ။ကိုရောကအရာအလုံးကိုဖန်ဆင်းပြီးအသက်ကို ထိန်းသိမ်းပေးထားလို့ပဲလေ။ဒီအချက်ကို ဆွတ်ဆွတ်မဲမဲမထားဘူးလိုပါမယ်နော်။ဟုတ်ပြီ။အဲ့တော့သခင်ယေရှုကိုဒီဖန်ဆင်းခြင်းတန်ကိုနည်းဘယ်လိုဆက်ဆက်ပြီးဖော်ပြထားသလဲဆိုတာကိုကျမ်းစာတွေကတက်တည်နေကြည့်ကြရအောင်။ဒါကအသက်ပင်ဆိုတဲ့အယူဆနဲ့ဒါရိုက်ကိုပတ်သက်နေတဲ့ ဒီမှာကြည့်ရေအောင်ဟန်ခရစ်ဝင်ကျမ်းမှာရှင်းရှင်းလင်းလင်းပြောထားတယ်အစအုံနိုင်နှုတ်ကပတ်တော်ရှိ၏တဲ့အဲ့ဒီနှုတ်ကပတ်တော်ကဖယားသခင်ဖြစ်တယ်ဖန်ဆင်းရှင်ဖြစ်တယ်လို့ဆိုပါတယ်နောက်ပြီးဒီနှုတ်ကပတ်တော်ဆိုတာကလူစားတီခံယူလာတဲ့သခင်ယေရှုကိုပဲရည်ညွှန်းလာဖြစ်ပါတယ်ဒီအချက်ကိုပိုပြီးခိုင်မာသွားစေတဲ့နောက်ထပ်ကျမ်းပိုက်တစ်ခုရှိပါသေးတယ်ခရစ်တော်ဟာဖန်ဆင်းခြင်းအလုံးရဲ့ဘိုးချက်မဖြစ်တယ်လို့တိတိကျကျကိုဖော်ပြထားတာပါ မြင်ရတဲ့အရာတွေရောမမြင်ရတဲ့အရာတွေရော အားလုံးဟာကိုတော်ကြောင့်ဖြစ်လာတာကိုတော်အကျော်ဖြစ်လာတာလို့ဆိုထားတာကတော်တော်လေးပြတ်သားတဲ့ဖော်ပြချက်ပါတယ်။ဆိုတော့ဒီကျမ်းပိုက်တွေကနေကျွန်တော်တို့ဘာကိုနားလည်ရမလဲဆိုရင်သခင်ယေရှုဟာဖန်ဆင်းခံတဲ့ကတည်းကဒီရောက်မဟုတ်ဘူး။ဖန်ဆင်းရှင်ကိုတော်တိုင်ပဲဆိုတဲ့အချက်ပါပဲ။ဖန်ဆင်းုံတင်မကဘူး။အရာအားလုံးကို အခုထိတိုင်တည်တတ်နေအောင်ထိန်းထားပေးတဲ့သူလည်းဖြစ်တယ်ဆိုတာပေါ့။ကဲနောက်တစ်ချက်ကိုဆက်သွားကြည့်ရအောင်။ဖန်ဆင်းရှင်ဖြစ်တာနဲ့သာဝရအသက်ရဲ့ရင်းမြစ်ဖြစ်တာ ဒီနှစ်ခုကဘလို့များဆက်ဆက်နေမလဲဖန်ဆင်းရှင်ဖြစ်တဲ့အကြအသက်ကိုပြီးပိုင်ခွင့်ရှိတယ်ဆိုတဲ့အယူအဆကိုဆက်ပြီးလေ့လာကြည့်ကြပါစို့ဒီမှာတခင်ယေရှုခရစ်တော်တိုင်ပြောခဲ့တဲ့စကားကအင်မတန်အားကောင်းပါတယ်ငါဒီဖြစ်မြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်၏တဲ့ဒါဟာကိုတော်မှာအသက်နဲ့တည်ခြင်းကိုအစိုးရတဲ့အခွင့်အဏာရှိတယ်ဆိုတာကိုကြီးညာလိုက်တာပါပဲသူကယုံကြည်ရင်ထာဝရအသက်ရမယ်ဆိုတဲ့ကတိတော်ပေါ့အခုလာမယ့်အချက်ကတော့တော်တော်လေးနဲ့နဲ့ပြီး စဉ်းစားစရာကောင်းတဲ့ဥပမာစကားတစ်ခုပါလူသားရဲ့အသားကိုစားပြီးအသွေးကိုတောက်တယ်ဆိုတာဒါကပါးကိုဆိုးလို့ချင်တာဖြစ်မလဲဒါကိုစားသားတိုင်းနားလည်ရမှာမဟုတ်ပါဘူးတကယ်တော့ဒါဟာဝိညာဉ်ရေးရမှာခရစ်တော်နဲ့တသားထဲကြာသွားတာကိုပြောချင်တဲ့ပုံစော်စကားတစ်ခုပါကိုတော်ရဲ့အပက်ကိုတော်ရဲ့တွင်တင်ချစ်တွေကိုကိုရဲ့အစိတ်ပိုင်းတစ်ခုအဖြစ်အပြည့်ဝလက်ခံလိုက်တာကို ဆိုလိုတာဖြစ်ပါလေဒါပေမဲ့ဒီထာဝရအသက်က အလိုအလျောက်ရလာတာမျိုးတော့မဟုတ်ဘူးလို့ဆိုထားပါတယ်။တနည်းအားဖြင့်ပြောရရင်အသက်ပင်စီကအသေးကိုစားသုံးနိုင်မှုအတွက်လိုက်နာရမယ့်အချက်တစ်ခုရှိနေတယ်ဆိုတဲ့တဘောပါပဲ။ဒီကျမ်းပွဲကိုကြည်လိုက်ရင်ရှင်းသွားပါလိမ့်မယ်။ယုံကြည်ခြင်းနဲ့နာခံခြင်းကိုသာဝရအထက်နဲ့တိုက်ရိုက်ချိပြထားတယ်။တစ်ဖက်မှာကြတော့မနာခံဘူးပယ်လိုက်တယ်ဆိုရင်တော့အသက်ကိုမတွေ့ရဘူးလို့ဆိုထားပြန်ရော။ဒါကြောင့်မို့လို့နာခံကျေးဆိုတာယုံကြည်ခြင်းနဲ့ခွဲလို့မရတဲ့အရာတစ်ခုအဖြစ်ပေါ်လွင်နေတာတွေ့ရမှာပါ။ဒါက တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ဝီယိုဒီတစ်ခုပါပဲဆိုလိုတာကလောကအတက်ကိုပဲအပူတစ်ပြင်းစုတ်ကင်ထားရင်ထာဝရအတက်ကိုဆုံရှုံသွားနိုင်တယ်ဒါပေမဲ့ခရစ်တော်အတက်ကိုကိုကိုဆွတ်လွတ်လိုက်တဲ့အခါမှာမှစစ်မှန်တဲ့အတက်ကိုပြန်တွေ့ရတယ်ဆိုတဲ့အတိုင်းပဲပါအနစ်ချုပ်ရရင်တော့ဖန်ဆင်းခံတဲ့အောင်ကအသက်ရှင်ဖို့ဆိုရင်ဖန်ဆင်းရှင်ကိုနားခံရမယ်ဆိုတဲ့အခြေခံသဘောတရားပါပဲသားတော်ကိုယ်တိုင်ကခမည်းတော်ကိုနားခံခြင်းအဖြစ်စံတမောနာပြခဲ့တယ်လို့သူစီကနေအသက်ကိုရာယူခြင်းရင် သူ့ကိုနားခံရမယ်ဆိုတဲ့လမ်းစဉ်ကိုချပြထားတာဖြစ်ပါတယ်။ဒီအချက်တွေအားလုံးကိုခြုံငုံကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ကိုနောက်ဆုံးအဆုံးဖြတ်ပြီးနိုင်တဲ့ကောက်ချက်တစ်ခုစီကိုရောက်လာပါပြီ။အားလုံးကိုဆွစီးပြီးအပြင်းထက်လိုက်မယ်အပိုင်းပေါ့။ဒီချမ်းပုန်ပိုက်ကတော့အားလုံးရဲ့အချုပ်အနှောင်ပါပဲ။သခင်ယေရှုခရစ်ကိုစစ်မှန်သောဖခါထာဝရအသက်ဆိုပြီးတိကိကြကြကိုတုံလုံးထားတာပါဒါဟာအစောကကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အချက်တွေအားလုံးကိုတစုတစီတဲ့ဖက်သွားစေတဲ့အခိုင်အမာဆုံးသောပေါ်ပြချက်ပါပဲ ဒါကြောင့်မို့လို့ကျမတို့ရဲ့လေးလာသုံးသက်ချက်ကိုအောင်ဆုံးတတ်ရရင်တော့ရှင်းပါသခင်ယေရှုဟာဖန်ဆင်းရှင်ဖြစ်တဲ့အရာအလုံးကိုထိန်းသိမ်းဆောင်ရှောင်သူဖြစ်တဲ့ထာဝရအတတ်ကိုနိုင်ဖြစ်တဲ့အဲ့ဒီတွေ့ကြောင့်မို့လို့ကိုရောဟာအတတ်ပင်ဖြစ်တော်မူ၏ဆိုတဲ့ကောက်ချက်ကိုရရှိတာဖြစ်ပါကဲဒီလေးလာချက်ကိုညီကောင်းချုံရရင်အတတ်ပင်ချစ်တဲ့သခင်ယေရှုနဲ့ချိတ်ဆက်ပြီးထာဝရအတတ်ကိုရယူဖို့အတွက်ဘာတွေလိုအပ်မလဲဒါကတော့ 我对好亲戚都要骗嘞，甚至懂得是啊，每逢高头苦骗嘞，特别亲巴人。<noise> <noise>